American လွှတ်တော်ဥက္ကဋ္ဌဟောင်း Nancy Pelosi ဟောင်းနိုင်ငံရေးနယ်ပယ်ကနေအနားယူတော့မယ်လို့ဆုံးဖြတ်ကြေညာခဲ့ပါတယ်။ California ပြည်နယ်ကိုအခြေပြုပြီး Democratic Party ကိုစားပြု Wyatt လွှတ်တော်အမတ်တူအဖြစ်ဆယ်စုနှစ်တနေချင်းရပ်တည်ခဲ့တဲ့နောက် Pelosi ဟာသူ့ရဲ့နိုင်ငံရေးသမားဘဝကိုအဆုံးတတ်တော်မယ့်အကြောင်း November လ6ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ Pelosi ကသူ့ရဲ့အောက်လွှတ်တော်အမတ်နေရာလက်ရှိတက်တန်းကုန်ဆုံးမဲ့2029ခုနှစ်ဇန်နဝါရီလကျရင်နောက်တစ်ချိန်ရွေးကောက်ပွဲထပ်မဝင်တော့ဘူးလို့အတည်ပြုခဲ့ပါတယ်။ တနည်းအားဖြင့်အမေရိကန်မှာအများလေးစားမှုကိုအခံရဆုံးနိုင်ငံရေးသမားဘဝကိုအပေးသက်ဖို့သူကအဆုံးဖြတ်လိုက်တဲ့သဘောပါပဲ။ပလော့စီကအသက်85နှစ်အရွယ်ရှိပြီဖြစ်ပြီးအမေရိကန်သမိုင်းမှာလွှတ်တော်ဥက္ကဋ္ဌအတောင်ဝန်ကိုယူခွင့်ရတဲ့ပထမဆုံးအမျိုးသမီးအဖြစ်အမှတ်တမ်းဝင်ခဲ့ပါတယ်။သူဟာဒီမိုကရက်တစ်ပါတီရဲ့အောက်လွှတ်တော်အစုအဖွဲ့တွေကို2003ကနေ2023ခုနှစ်အထိခေါင်းဆောင်ခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမှာသူဟာအောက်လွှတ်တော်ဒီမိုကရက်တစ်ခေါင်းဆောင်အဖြစ်ကနေနှုတ်ထွက်ခဲ့ပြီး အမတ်တူအနေနဲ့ပဲဆက်ပြီးအလုပ်လုပ်နေခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းဒီမိုကရက်တစ်ပါတီဟာသမိုင်းသစ်တွေတိုးတက်မှုတွေကိုဖန်တီးနိုင်ခဲ့ကြောင်းအဲ့ဒီလမ်းကြောင်းအတိုင်းပဲဆက်ပြီးရှောက်နေခဲ့ကြောင်းပါတီမှာဆက်ပြီးကြံနေမဲ့သူတွေကလည်းဒီမိုကရေစီအတွက်ဆက်ပြီးပါဝင်တိုက်ခိုက်ပေးနေဖို့အမေရိကန်ရဲ့စန်တန်မိုးတွေကိုထိန်းသိမ်းနိုင်အောင်ဆက်လက်တိုက်ပွဲဝင်နေပေးဖို့လိုကြောင်းသူရဲ့အနားယူမဲ့အကြောင်းသတင်းစကားနဲ့တူပလော့စီကတိုက်တွန်းခဲ့တာပါပလော့စီဟာဆန်ဖရန်စစ္စကိုမြို့ရဲ့ အောက်လွတ်တော်ကိုယ်စားလှယ်အဖြစ်အသက်58နှစ်အရွယ်1988ခုနှစ်မှာစတင်ရွေးကောက်ခံခဲ့ရပါတယ်။အဲ့ဒီနောက်သူ့ရဲ့အနိုင်ငံရေးသမားဘဝအဖြစ်သမ်းမှုဟာလင်းလင်းမြန်းမြန်းမြင့်တက်လာခဲ့ပါတယ်။2008ခုနှစ်မှာတော့သူဟာအမေရိကန်လွတ်တော်ဥက္ကဋ္ဌအဖြစ်ရွေးကောက်တင်မြောက်ခံခဲ့ရပြီးအောက်လွတ်တော်မှာ Republican တွေအသာစီးရလာတဲ့2017ထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဒီမိုကရက်တစ်တွေတကြောပြန်အားကောင်းလာတဲ့2019ကနေ2023မှာလည်း ဘလော့စီဟာအဲ့ဒီရာထူးကိုဒုတိယအကြိမ်တဝန်ယူခဲ့ပြန်ပါတယ်။အလွတ်တော်မှာအင်အားအသာကြီးရထားတဲ့ပါတီရဲ့အကြီးအကဲဟာလွတ်တော်ဥက္ကဋ္ဌဖြစ်တဝန်ယူရလေရှိပါတယ်။အထက်လွတ်တော်ရဲ့အကြီးအကဲနေရာကိုတော့ဒုတိယသမ္မတကိုတတ်မှတ်လေရှိတာပါ။ American မှာသမ္မတတဲ့ဒုတိယသမ္မတအယုဒ္ဓယာတည်ဆုံးရင်ဓမ္မမဟုတ်အကြောင်းတစ်ခုခုကြောင့်ဆက်ပြီးတာဝန်မယူနိုင်ရင်လွတ်တော်ဥက္ကဋ္ဌဟာသမ္မတနေရာအတွက်တာဝန်ယူရမှာဖြစ်ပါတယ်။ပလော့စီဟာ American သမ္မတ Barack Obama လက်ထက်တုန်းက အရေးပါတဲ့ကျမ်းမာရေးစောင့်ရှောက်မှုမူဝါဒအပြောင်းလဲတွေအတွက်အများကြီးအကူအညီခဲ့သူဖြစ်ပြီးလက်ရှိသမ္မတဒေါ်နယ်ထရမ့်နဲ့တော့မကြာခဏထိတ်တိုက်တွေ့မှုတွေရှိခဲ့ပူးပါတယ်။ဒီချိန်တုန်းကလည်းထရမ့်မေခွန်ပြောနေတဲ့အချိန်ဘလော့စီကနောက်မှရရင်ထရမ့်ရဲ့မေခွန်ဆောက်ရွက်အမိတူတစောင်းကိုစင်ပြေနှပြေဆုတ်ဖြဲရင်အတန်တိတ်ဆန္ဒပြခဲ့ပူးပါတယ်။သူဟာထရမ့်ကိုဆွဆဲပြစ်တင်ရတဲ့အတွက်လွတ်တော်တွင် အာထုပ်အဆိုပြုမှုနှစ်ခုမှလည်းဥဆောင်ခဲ့ပူးပါတယ်။ ်ဒီတော့ Trump ကသူ့ကိုမကြည်ရလဲမဆမ်းပါဘူးပလော့စီနားယူတော့မယ့်အကြောင်းသတင်းတောက်တွေက Trump ကိုသဘောထားအမြင်မေးမြန်းတဲ့အခါမှာ Trump ကပလော့စီဟာမကောင်းဆိုးဝါးမှကြီးလို့ပြန်ဖြေခဲ့ပါတယ်သူအနားယူသွားတာဝမ်းသာကြောင်းသူ့ရဲ့အနားယူမှုဟာနိုင်ငံအတွက်အကောင်းဆုံးအလို့အကျွေးပြုမှုဖြစ်ကြောင်း Trump ကအင်ပီရိုရဲ့ဘေးဥပုံရုံးခန်းထဲမှာသတင်းတောက် တွေကိုပြောကြားခဲ့ပါတယ်သူ့အမြင်မှာတော့ပလော့စီဟာအမေရိကန်နိုင်ငံအတွက်အင်မတန်ကြီးမားတဲ့ဝင်းဒိုးဝင်ပိုးကြီးလို့ထရမ့်ကအမှတ်ချက်ပေးသွားခဲ့ပါတယ်ရှင်